ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့30ကြိမ်အတွက်ပရိတ်လေးလုံးတွေ့တဲ့နေ့ကို20နဲ့တကွအကျင့်ပြပေးသွားမှာဖြစ်ပါတယ်ထိတ်နေပိတ်ကနန်း3လုံးပေါင်းရှင်ပရိတ်လေးလုံးယူတဲ့နေ့ဖြစ်ပါတယ်ဗောနော်3လုံးပေါင်းရှင်ပရိတ်ကျွန်တော်တို့စောင်းနေတဲ့အကျဉ်းကြီးကြာလာပြီဖြစ်ပါတယ်ဗောနော်ဒါလေးကိုကျွန်တော်မတိတိတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ဒီအစားကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗောနော် ဒေရှိခွန်63 5အဲ့ဒီနပင်ကိုမူတည်ပြီးတော့ဒီ933မြခြားပေးသွားတဲ့တပင်ကိုလေ့လာကြည့်အောင်ပါနော်တဏိကတင်တော့ဒီအပိတ်ကနဲ့နှလုံးနေနဲ့9နဲ့ပေါင်းရှင်ခွန်ဖြစ်ပါတယ်ခုနှစ်ရဲ့ပါဝါကနေအဲ့ဒီရလာတဲ့နေကိုတပွင့်ရောတာကတေပေါ့နော်တခုရောတာတေအဲ့ဒီရှေ့ဆုံးခုနှစ်ကိုတေတိုးတာရှေ့ဖြစ်ပါတယ်ခွန်နေတိရှိပြိလေးလုံးရတာဖြစ်ပါတယ်ပေါ့နော် အဲ့မှာသူရှားပေးတော့တာက9 3 3များဆိုတဲ့အတွက်ကြောင့်မို့9ရဲ့3ရဲ့3များရဲ့ကဏ္ဍ3လုံးပေါင်းရှင်း10ပြိရှားပေးတော့တာဖြစ်ပါတယ်9တိရှိတဲ့က10ပြိ9 3 3များဖြစ်ပါတယ် okay 9 3 3များပြီးတော့53 9 8နှစ်ဒီနှစ်ပင်မူတည်ပြီးတော့4 9 8ရှားပေးတော့တဲ့တပင်ကိုလည်လာကြည့်မယ်ပေါ့နော်တဲ့နည်းအရာဒီ3နဲ့2နဲ့ပေါင်းတော့ပေါင်းရှင်း900ရတယ် ငါးဧပါပါတိတုံညာတုံညာကိုတစ်ခုတင်ရောတော့ကိုငါးကိုတစ်တူတော့6ငါးတုံညာ6လျှောက်ပရိလေးလုံးရတာဖြစ်ပါတယ်လေးခွန်ချစ်ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်က6ပရိဖြစ်ပါတယ်ခင်ဗျာငါးတုံညာ6လျှောက်ထဲက6ပရိလေးခွန်ချစ်ဖြစ်ပါတယ်ဗောနောလေခွန်ချပြီးတော့ရှစ်တင်နှစ်နှစ်တုံများနှစ်ဒီလေးလေးရှောက်ရှားပေးသွားတဲ့တွင်ကိုလေ့လာကြည့်အောင် တဲ့နည်းအရာပေါ့နော်ကျွန်တော်ဒီနည်းနဲ့နည်းနဲ့ထပ်ပေါင်းတော့ပေါင်းရှင်လေးလေးရဲ့ပါဝါကကိုကိုကိုတည်ရတာက6လေးကိုတည်တိုးတာက9ဆိုတဲ့အတွက်လေးကိုရှင်5ကနန်း3လုံးပေါင်းရှင်ပြိလေးလုံးရတယ်ပေါ့နော်လေးလေး6ဆိုတဲ့အတွက်ကြောင့်မို့ပေါင်းရှင်ကလေးပြိချပေးသွားတာဖြစ်ပါတယ်လေးပြိလေးလေး6ဖြစ်ပါတယ်နောက်ထပ်နှစ်ပြင်ပေါ့နော်လေးလေး6ပြီးတော့ကို9တည် ကိုကိုတုံညဒီတုံညကိုခွန်တပင်ကိုလေ့လာကြအောင်။တနည်းအားဒီတင်းတဲ့တုံညနဲ့ပေါင်းတော့တေးရတယ်ပေါ့နော်။ရလာတဲ့တေးကပါပါယူတော့တေးရဲ့ပါပါက6 6ကိုတေးခုရောတာက9တေးကိုတေးပေါင်းတာက2တေးချောင်း9နှစ်ပြိလေလုံးထဲကတုံညကိုခွန်ဆိုတဲ့အတွက်ကြောင့်မို့ထိတ်လေပိတ်ကနန်းသုံးလုံးပေါင်းရှင်း16ပေါ့နော်။6ပြိချပြီးသွားတာဖြစ်ပါတယ်။6ပြိ ၃ည၉ခွန်ဖြစ်ပါတယ်ခင်ဗျာ။ Okay ၃ည၉ခွန်ပြီးတော့ခွန်၅ခွန်၅လေးလေးဒီ၉ခွန်၉ရှားပြီးတော့ဒီပြင်ကိုကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်မယ်ပါနော်။ဒီအပိတ်ကနဲ့နှလုံးကို ပေါင်းတာဖြစ်ပါတယ်ခွန်နဲ့၄ပေါင်း၁၁တိရဲ့ဘာဝ၆ရှောက်ကိုတစ်ခုရော့၅တိကိုတစ်ပွင့်တိုးတာက၂တိချောင်း၅နှစ်ပြည့်အလေးလုံးထဲက၉ခွန်၉ရှားပြီးတော့ခေတာဖြစ်ပါတယ်။ ဒါကြောင့်မအဲ့ဒီမှာတော့ထိလေးပဲကရန်သုံးလုံးပေါင်းချင်း၁၆၅နှစ်ထက်က၅ပြိချပေးသွားတာဖြစ်ပါတယ်။၅ပြိ၉ခွန်၉ပါနော်။၉ခွန်၉ပြီးတော့၃များချ၃၊၃ကုန်းကတေ၆၃များ၃ချပေးသွားတဲ့တပင်ကိုကျွန်တော်ထပ်ပြီးလေ့လာကြအောင်။၃နဲ့၅နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်။၃နဲ့၅ပေါင်းတော့ပေါင်းချင်းချေရတယ်။ချေရပါပါ၃၊၃ကိုတစ်ခုရောတာက၄၊၈ကိုတစ်ခုသိုးတာ၉ ရှိ3နိကိုပရိလေးလုံးထက်က6တုံများ3ဖြစ်တဲ့အတွက်ပေါင်းရှင်းကိုပရိဖြစ်ပါတယ်ခင်ဗျာကိုပရိ6တုံများ3ပါတော့6တုံများ3ပြီးတော့နောက်ထပ်တစ်ပြင်မှာဒီဆိုရင်6နိ6 4 8 7အဲ့ဒီနှစ်ပြင်ကိုမူတည်ပြီးတော့ကျွန်တော်5ကို8တပြင်ခြားပေးသွားတဲ့တပြင်ကိုလေ့လာကြအောင်ပါနော်တွင်ဒီအရာဒီအပိတ်ကနန်း6နဲ့3နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ် 6နဲ့တပေါင်းတော့ပေါင်းရှင်900နေပါနော်900ရဲ့ဘာဝါကနေနေကိုတခုရောတာကတိခုနှစ်ကိုတပွင့်တိုးတာချစ်ခုနှစ်တရှိပရိသေးလုံးထက်က9 9ရှိဆိုတဲ့အတွက်တုံးလုံးပေါင်းရှင်ကနေပရိဖြာပေးသွားတာဖြစ်ပါတယ်ခင်ဗျာနေပရိ9 9ရှိဖြစ်ပါတယ်9 9ရှိပြီးတော့တတိချောင်း6 9 3ညတင်းနှပင်ကိုမူတည်ပြီးတော့နောက်ထပ်ဒီ9 9 3ဖြာပေးသွားတဲ့ပင်ကိုလေ့လာကြည့်မယ်ပါနော် 6နဲ့3ညာနဲ့ထပ်ပေါင်းတော့ပေါင်းချင်း6ရတယ်6ရဲ့ပါဝါတိတိတ်ကိုတခုရောတာက3ညာ6ကိုတိတ်တိုးတာခွန်6တိတ်3ညာခွန်ပြိတ်အလေးလုံးထက်က5ကို3ဆိုတဲ့အတွက်ဒိတ်လေးပိတ်ကဏ္ဍ3လုံးပေါင်းချင်း9ပြိတ်ချပေးသွားခေတာဖြစ်ပါတယ်ခင်ဗျာ9ရဲ့9ရဲ့3ရဲ့အဲ့ဒီ3လုံးပေါင်းချင်း9ပြိတ်ဖြစ်ပါတယ်ဗောနော်โอเค ငါ၉ကိုတုံးပြီးတော့ငါ၃ညာလေးငါ၃ညာ၃ဒီ၃၃၆တပင်ကိုလေ့လာကြည့်မယ်ပေါ့နော်ဒီ၄နဲ့၃နဲ့ထပ်ပေါင်းပြရမှာဖြစ်ပါတယ်ခင်ဗျာ၄နဲ့၃ပေါင်းတော့ပေါင်းရှင်း9 9ရဲ့ပါဝါဒီနှစ်နှစ်ကိုတစ်ခုရောတာကအတစ်ခွန်ကိုတစ်တို့ရှိပေါ့နော်အဲ့ဒီ9နှစ်တစ်ရှိပြိလေးလုံးထက်က၃၃၆ဆိုတဲ့အတွက်ပေါင်းရှင်းနှစ်ပြိချပေးသွားတာပေါ့နော်၃၃၆အဲ့ဒီကနန်း၃လုံးပေါင်းရှင်း နေပရိဖြစ်ပါတယ်။တုံညာလေးတိရှေရှောက်ခွန်တင်းနှပင်ကိုမူတည်ပြီးတော့6တုံညာ6တပင်ကို လေ့လာကြည့်မယ်ပေါ့နော်။ခွန်ရဲ့တည့်ရဲ့ဓပေါင်းတော့ပေါင်းရှင်းချေရတာဖြစ်ပါတယ်။ရှင်းရဲ့ပါပါက3 3ကိုတပွင့်ကျော်တာက2ရှင်းရဲ့တစ်တိုးတာက5ပေါ့နော်။ရှင်းသုံးနှစ်ကိုပရိလေးလုံးထဲက6တုံညာ6ဖြစ်ပါတယ်။ပေါင်းရှင်းစနစ်ရတယ်ပေါ့နော်။ နေပရိချပေးသွားတာဖြစ်ပါတယ်ခင်ဗျာနေပရိ6တုံများ6နောက်ထပ်66နှစ်66ကတိနေပင်ကိုမူတည်ပြီးတော့ကျွန်တော်9ရှောင်းနှစ်တပင်ကိုလေ့လာကြအောင်ပါနော်ဒါက19ကြိမ်တုန်းက9ရှောင်းနှစ်ရဲ့6ရှောင်း5ရဲ့အဲ့ဒီနှစ်ကြိမ်ဆက်တိုက်မွေးကနန်းချပေးသွားတယ်ပေါ့နော်ပေါင်းရှင်ခွန်ခွန်နှစ်တရှိပရိလေးလုံးထဲက9ရှောင်းနှစ်ဆိုတဲ့အတွက်ပေါင်းရှင်9ပရိချပေးသွားတာဖြစ်ပါတယ် အဲ့မှာ16ကြိမ်မှာရှောင်းရှောင်း9နဲ့19ကြိမ်မှာ9ရှောင်းနေစပြီးတော့ကျွန်တော်2ကြိမ်ဆက်တိုင်းမွေးကန်းချပေးသွားခါဖြစ်တယ်ဗောနော် Okay 9ရှောင်းနေပြီးတော့တုံညာလေးလေးညင်နေတီရှင်းလေး3တပင်ကိုလေးလာကြည့်မယ်ဗောနော်ဒါနည်းအရာတီလေးနဲ့တင်းနဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်လေးနဲ့တင်းနဲ့ပေါင်းတော့ပေါင်းရှင်က9ရဲ့ပါဝါ3ည3ညကိုတစ်ခုရောတာက9 9ရဲ့တိတိုးတာက6 ငါးတုံမြောက်ကိုရှောက်ပရိမှာရှင်းလင်းတုံးချပေးသွားတယ်ပေါ့နော်။ဒိလေအပိတ်ကနန်းတုံးလုံးပေါင်းရှင်ငါးပရိဖြစ်ပါတယ်ခင်ဗျာ။ငါးပရိရှင်းလင်းတုံးဖြစ်ပါတယ်။ရှင်းလင်းတုံးပြီးတော့ချေချောင်းတုံးနှစ်တုံမြောက်ကိုဒါလေးကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။နောက်ထပ်နှစ်ပြင်ကိုထပ်ပြီးလေ့လာကြအောင်။ရှင်းချောင်းတုံးရဲ့နှစ်တုံမြောက်ကိုရဲ့ဒီခွန်ခွန်ကိုတပြင်ကိုလေ့လာကြည့်အောင်။ဒီခွန်ခွန်ကိုကတော့မွေးကနန်းပဲပေါ့နော်။ သူဒီဒီနီဦးတစ်ချိန်မှာမှ လာချပေးတော့ဖြစ်ပါတယ်။တနည်းအရ39ပေါင်းရှင်းဆက်နည်းနိခွန်63ပြိရာမှာဖြစ်ပါတယ်ဗောနော်။ခွန်ခွန်9ဆိုတဲ့အတွက်ဗနန်း3လုံးပေါင်းရှင်း3ပြိချပေးသွားခဲ့တာဖြစ်ပါတယ်။3ပြိခွန်ခွန်9ဗောနော်။ဒါကတော့တစ်ချိန်ကနန်းဖြစ်ပါတယ်။မွေးကနန်းက2025နှစ်ဦးတစ်ချိန်ကြာမှအလာပြီးခြာပေးသွားတာဖြစ်ပါတယ် နောက်ထပ်၂ချိန်နဲ့၃ချိန်ဒီနှစ်ပင်ကုန်မူတည်ပြီးတော့၄ချိန်ကအရှိကိုလေးချပြီးတော့တဲ့တပည့်ဆိုရင်တနည်းအရခုနှစ်တရှိပြိရာမှာဖြစ်ပါတယ်ဗောနော်ရှိကိုလေးဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာတော့ပေါင်းရှင်းတည်တပည့်ချပြီးတော့တာဖြစ်ပါတယ်ဗောနော်ခုနှစ်တရှိတဲ့ကတပည့်ရှိကိုလေးဖြစ်ပါတယ်အဲ့ဒီမှာတော့ကျွန်တော်တို့သူဖြစ်ပါတယ်ဗောနော်နောက်ထပ်963ရဲ့68ခွန်ရဲ့ဒီနှစ်ပြင်ကိုမူတည်ပြီးတော့နိနိခွန်ချပြီးတော့တဲ့တပြင်ကိုလေ့လာကြည့်မယ်ပေါ့နော် 3ရံဒီခွန်ရံပေါင်းတော့ပေါင်းချင်း3ညရတယ်ပေါ့နော်ခွန်3ပေါင်း10 3ညရဲ့ဘာဝါဒီ9ဖြစ်ပါတယ်အဲ့ဒီ9ကိုတခုရောတာက၄3ညကိုတိတိုးတာက1တုံညာငါးလေးတိပရိမာနိနိခွန်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာလည်းပေါင်းရှင်းတိပရိပဲဖြစ်ပါတယ်တိပရိနိနိခွန်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့နိနိခွန်ပြီးတော့3ရှိရှိ3ရှိရှိပြီးတော့ဒီ 9ချိန်မှာ3တုံများ9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့30ချိန်အတွက်ဒီချင်းရယ်9ရယ်ပေါင်းပေးရမှာဖြစ်ပါတယ်။ချင်းနဲ့9ပေါင်းချင်းဇက်ခွန်ခွန်ကို ပါဝါယူတော့9ရက်ပါဝါဒီနေ့နေ့ကိုတည်ရောတာကတည်ပေါ်တော့ဒီခွန်ကိုတတိုးတာကချစ်ဆိုတဲ့အတွက်တဏီအရာတော့ခုနှစ်တရှိပြိတ်လေးလုံးယာနေတာဖြစ်ပါတယ်ဗောနော်။ Okay ဒီမှာကျွန်တော်ချုပ်တော့မှာဆိုတဲ့အတွက်ဒီကိုမြင်ပိတ်လိုက်မယ်ပေါ့နော်တည်တံဖြစ်တော့ဒီလိုလေးမြင်ပိတ်လိုက်မှာဖြစ်ပါတယ် Okay ဒီ break လေးလုံးကတော့ကျွန်တော်နိနိခုမှာတင်ပေးထားခဲ့ဘူးတယ်ပေါ့နော်ခွန်ခွန်ကိုးနဲ့ရှီကိုလေးဒီပင်မှာတင်ပေးထားတယ်နိနိခုမှာလည်းတင်ပေးထားတယ်ပေါ့နော်ဒါအတွက်ညအဆက်ဖြစ်ပါတယ်10 break 933များအနေစားတယ်ဗောနောပြီးရင်9 break 6ခွန်ချစ်ဖြစ်ပါတယ် နံပါတ်3အနေနဲ့လင်းလင်း6လေးပရိတ်ဖြစ်ပါတယ်နံပါတ်3မှာကြောင့်39 6ပရိတ်နံပါတ်5 995ပရိတ်နောက်ထပ်နှစ်ပင်ကျော်မှာ6တုံများတော့9ပရိတ်ပေါ့နော်9ပရိတ်ပြီးတော့နောက်ထပ်နှစ်ပင်ကျော်မှာနံပါတ်9 998နေပရိတ်ဖြစ်ပါတယ်နံပါတ်6နှစ်ပင်ကျော်မှာ993ခုနှစ်ပရိတ်ဖြစ်ပါတယ်နံပါတ်9နှစ်ပင်ကျော်336ဆိုတဲ့အတွက်နေပရိတ် နပင်ကျော်6တုံများ6နေပရိနပင်ကျော်မှာ96နှစ်ခုနှစ်ပရိပြီးရင်နောက်ထပ်နပင်ကျော်နံပါတ်7 843 5ပရိပြီးရင်ဆက်နှစ်ပြီးတော့နံပါတ်73ပေါ့နော်73မှာဆိုရင်009 3ပရိဖြစ်ပါတယ်နိခွန်ချောင်း3ထဲက3ပရိခွန်ခွန်ကိုနှစ်ပင်ကျော်မှာခွန်နှစ်တိရှိထဲက3ပရိ6ကိုလေနံပါတ် နပင်ကျော်မှာ305လေးတိထက်ကတိပရိနိနေခွန်နပင်ကျော်မှာဒီ30ကျင်းအတွက်ခုနှစ်တိရှိပရိလေးလုံးယာနေတာဖြစ်ပါတယ်ဒါကနပင်ချာပရိလေးလုံးယူတဲ့နေ့ဖြစ်ပါတယ်ဗောနောကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပရိချာလုံးယူတဲ့နေ့ကိုလည်းသင်ပေးသွားပါဦးမယ်ဗောနောဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာโอเค30ကျင်းပါလေဒီပရိလေးလုံးဆက်ပြီးပေးသွားပါစေ